မင်္ဂလာပါရှင်အော်တိုဘားလ၈ရက်ဗုဒ္ဓဖူးနေ့ရေရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့သတင်းချုပ်လာပြီးပေါ်ဟာရနာကန်ဆောင်မွေးတန်လင်တွင်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။တန်လင်မြို့မင်းချောင်းပထမပြန်စာတင်တိုင်းကြီးတွင်အော်တိုဘား၆ရက်မွန်းလွဲပိုင်းကသတင်းချုပ်လာပြီးပေါ်ဟာရနာကန်ဆောင်မွေးကျင်းပကြောင်းသိရပါတယ်။ရှေးဦးစွာမင်းချောင်းပေါ်ဟာရနာခိုင်ဝင်တန်ကားတော်များပြိဝကန်ဆောင်တော်မူကြပြီးသတင်းချုပ်လာပြီးနေ့တန်ကားပေါ်ဟာရနာပြုလုပ်ကြပါတယ်။ အဲဒီနောက်အပရိသတ်များကဆရာတော်ကြီးများထံငါးပါးတိလာခံယူဆောက်တည်ကြပါတယ်။ဆလပီအလူရှင်များကတိန်ဆင်းတန်ဃာတို့များအားလူဝဲပစ္စည်းများစက္ကတ်လူရန်ကြကြောင်းသိရပါရရှင်။ဒီသတင်းကိုတော့ဖြိုးတီဟာကပေးပို့လာတာပါ။ဆလတ်တင်ဆက်ပေးပါကတော့ရန်ကုန်နောက်ပိုင်းစေယုံတွင်နှကန်းခွဲနှင့်အာခံဝဲကလေးများအားအခမဲ့ခွဲစိတ်ကုသပေးတဲ့သတင်းဖြစ်ပါတယ်။ကျမ်းမာရေးဝန်ကြီးဌာနကုသရေးဦးစီးဌာနနှင့်ကိုရီးယားနိုင်ငံတကာ NGO ဖွဲ့စည်းဖြစ်တဲ့ World Human Bridge တို့ပူးပေါင်းပြီး အောက်တိုဘာ6ရက်နေ့နံပိုင်းကရန်ကုန်တိုင်းဒေသကြီးတွင်နှကန်းကွဲနှင့်အာကောင်ကွဲကလေးများအားအခမဲ့ခွဲစိတ်ကူတာပေးခြင်းကို2025ခုနှစ်အောက်တိုဘာ6ရက်နေ့မှ7ရက်နေ့ထိခွဲစိတ်ကူတာဆောင်ပေးမှဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ခိုင်စာလင်းကပေးပို့လာတာပါ။